ားထားတဲ့ရောမျိုးက ပြန်ခဲ့တယ်ဆိုတော့စာတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ရောမျိုးကပြန်ခဲ့တယ်။အနည်းကင်းအောင်ကွယ်ပြရှင်ကြစီပွဲ ယောမျိုးကပြန်ခဲ့တယ်စီဝါတော့သူနားမလဲအိုးယောယောနဲ့ကြောက်ယောယောနဲ့မောင်ဒီလိုနေတာကိုပြူအီမီအန်အော်ပါတယ်ယောရီယောယာယောဆရာအကြီးရဲ့ခင်ဟောင်းတချင်းတပြတ်တစ်ချက်တွင်ကြောက်ခဲ့သည့်ယောမျိုးကိုစာရေးသူချင်းတော်မှအပြန်အလှန်ဖြတ်တန်းဝင်ရောက်လာခဲ့ရသည် ရောမျိုးဆိုဒီမှာပခုတ်ကူခရိုင်အတွင်း၌ရှိ၍တောင်ပိုင်းရောနှင့်မြောက်ပိုင်းရောဟုနှမျိုးခွဲခြားနေသည်ဆောရောကြောက်ထုရေရှင်စသည်တို့မှာတောင်ပိုင်းရောဖြစ်ပြီးထီလင်းကံကောစသည်တို့မှာမြောက်ပိုင်းရောဟုခေါ်သည် တောင်ပိုင်းရောတွင်ရောမျိုး၌တကိုးကြီးတင်ရှားသည့်ရောဖရာကြီးចောင်းကြီးရှင်ချစ်ဖရာမှာအထင်ကရဖြစ်လျက်နှစ်စဉ်ရောဖရာဝဲကျင်းပါလိရှိသည်တောင်ရောဤတစ်ဖက်တွင်ကအထင်ကရနမကြီးလာသော သခင်တန်းထွန်း တခင်ဆိုးတို့နေရာပုံတော်ပုံညာတောင်နဲ့တောရိပ်ကြီးမှာရောနယ်ကိုထီထီမမကားစီထားလေသည်တောင်ပိုင်းရောမှအနောက်ဘက်သို့မျောလိုက်ရင်ညို့မိုင်းအုပ်ဆိုင်နေသောချင်းတောင်ကြီးကိုပြားလဲလဲမိုးသားနဲ့ကြွားဝင်စွာမြင်ရလေသည်ဝင်းပါသောနေရောင်ကြီးအောက်တွင်ထင်းယူဝင်ရိတ်တို့မှအစင်းသားကြနေသည်အေးမြသောချင်းတောင်လေးကတစ်ချက်တစ်ချက်ဝှေ့ရန်လိုက်သည်တွင်ရိုးရင်းချင်းစီခိုက်မြစိတ်တက်သွားလေသည် ဘေးတစ်ဖက်တစ်ချက်တွင်ကအုံမှန်း၍စိမ့်ဆူနေသောတောင်နှမ်းများပက်လဲဝိုင်းလျက်ရှိ။စာရေးသူတို့ချင်းတောင်မှပြန်ဆင်းခဲ့ကြလိမ့်ပြီ။မင်းတက်ကလည်းကြောက်ထုတ်လေးစေးရအောင်ခြေချင်းဆင်းရအောင် ရော့နယ်လေးရောက်ဖူးသွားတာပေါ့ဟုတယောက်ကဆို၏။ရော့ဆိုတာစွန့်ခွေနာမည်ကြီးတဲ့နယ်ပဲ။ဟုတယောက်ကပြောလေသည်။ကားလင်းကမဆင်းမဲရော့နယ်မှာတရွာဝင်တရွာထွက်ဆင်းသွားရအောင်ဟုတယောက်ကဝင်၍အကြံပေးပြန်သည်။ ခြေလန်းတို့သည်တဖြည်းဖြည်းကျဲ၍လာသည်ပေ6000ကျော်မှမြေပြန်းတို့အစင်းလန်းကြီးသာဖြစ်သည်ဖြင့်ခြေဥဖျားတို့ဆက်ဆက်ခါနာလာကြသည်အတက်တွင်က အမောဆုလူခမတ်အာယူတရ၍ခါနာသည်အစင်းတွင်ခြေကိုကုတ်၍ထင်းစင်းရသည်ဖြင့်ဒူးရိုင်ကခြေပြားများနာသည် အတက်နှင့်အစင်းကဆန့်ကျင်ဖက်ပြီးတကားရောဖျားကြီးရင်မြင်တဝိုက်တွင်နေသည်ကျဲကျဲပူလျက်ရှိ၏ဖက်ချောင်းမှန်ခီးတာအကွာတွင်ချင်းတောင်ရာသီဥရုသည်ပြောင်းလဲနိုင်လာပြီသည် ရောနယ်တွင်မြမများသာနေထိုင်ကြသဖြင့်နွားလဲများ၊လေယာကွဲများ၊တဲအိမ်များကစမြမမှုမြမအသွင်တို့ကိုရုတ်တရက်မြင်လိုက်ရလျင်ပဲပြီးမှတွင်သို့တက်ဆင်းမိပြီဖြစ်သဖြင့်ရှင်ထဲတွင်တမျိုးဖြစ်လာပြန်သည်တက်ကြွလာသလိုလဲထင်ရပြန်သည်ချင်းတောင်ဘက်စီသို့တက်သွားကြသူများနှင့်လမ်းတွင်ရင်ဆိုင်တွေ့ရသောအခါတွင်ကအော်သူတို့နဲ့တူကအသွားနဲ့အပြန်ပြီးတကားသူတို့သည်ချင်းတောင်၌မြင်းမြကြနေကြအောင်မြင်နေသည် မြည်သည့်အခါတွင်တို့ကဲ့သို့ပြန်၍ဆင်းလာကြမည်နည်းတို့သည်ဤချင်းတော်တို့မြည်သည့်အခါတွင်တဖန်ပြန်၍ဥတီတက်ကြရအောင်မည်နည်းစသဖြင့်တွေးကရင်ထဲမှဟာလာမိပြန်သည်ရောပြားကြီးတဝိုက်တွင်ဇရက်ပြည့်ကြီးတဆောင်းရှိပေရာ၎င်းဇရက်ပြည့်ကြီးနာမှာခိတအပန်းဖြေထိုင်နေမိသည်ဇရက်ကြီးမှာရှင်းမြမာမြင်းများလက်ထက်ကလေးရပင်ဆောက်လုပ်ခဲ့သဖြင့်ယခုတိုင်မပြုတ်ပြင်းမဲနေရလက်ငါးဘက်ပက်လက်တိုင်းကြီးများမှာဗန်းထွင်ရုပ်ထုများဖြင့်၎င်း ဒုလေးပြည်လောက်ရှိသောရမတန်းကြီးများတွင်တစ်သားဆိုကြီးများတွင်၍၎င်းဆောက်လုပ်ထားသည်ကိုတွေ့ရ၏အဆောက်အဦကိုကြည့်၍ရင်ထဲ၌အံ့ဩရာမှတိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်နှင့်ဇရက်ပြည့်ကြီးကပင်လူကို၆လက်နေသည်ဟုထင်လာမိသည်ဘေးနှစ်ဖက်မှတော်ရမ်းများအုံမိုင်းနေလျက်ဇရက်ပြည့်ကြီးနှင့်ဖျားပြက်များကြားတွင် လူသူကင်းမဲ့က၆သွေးနေပြီစိတ်ထဲတွင်တစုံတစ်ခုဖြတ်ခနဲ့သတိရလိုက်သည် ဒီရောနဲ့ဟာရှေးတုန်းကစုံကွေပေါ်ရရောမဟုတ်လားဟုတ်အတူပါလာသူဆရာတောင်းကိုမေးလိုက်မိသည်อืมရှေးကတော့နာမည်ကြီးတာပဲအခုတော့ဓာမျိုးတွေမရှိကြတော့ပါဘူးဟုတ်သူကဆိုသည်ဘာပြုတ်လို့လဲဗျာဟိုတုန်းကတော့လူတွေကမျက်စိတိတ်မပွင့်ကြသေးဘူးပြီးတော့ရောနဲ့ဆိုတာလည်းချင်းတောင်တစ်ပိုင်းပကုတ်ကူကတစ်ပိုင်းဆိုတော့အင်္ဂလိပ်အစိုးရကလည်းတိတ်ကယူးမဆိုင်ချင်းတောင်ဘက်ကလည်းပြီမပဲဆိုပြီးဖယ်ထားတော့ဂျားထဲမှာကိုယ့်ဟာကိုယ်လွတ်လွတ်လပ်လပ်လုံနေကြတာပဲ အခုလွတ်လပ်ရရပြီးမှတော့ရောနယ်ဟာတိုးတက်တဲ့နေကြီးတနေဖြစ်လာပြီအင်းပေါ်လေဒါဖြင့်စုံးကူဝီဆိုတာဟိုလုံးကရှိခဲ့တယ်ဆိုတော့ရှိခဲ့တယ်လို့ဆိုစမဲ့ပြကြတာပါပဲကျွန်တော်တဲ့ဥမော်ကပို့ပြီးသိပါတယ်သူကရောနယ်လောင်းရှိမှာမွေးတဲ့သူလေဥမော်နဲ့ကျွန်တော်ဘလို့တွေ့နိုင်မလဲကြောက်ထုရောက်ရင်တွေ့မှာပဲဟိုမှာရောသားစစ်စစ်ဥပါထွန်းဥကြော်သားတို့လည်းရှိတယ်သူတို့နဲ့စုံးကူဝီပညာအကြောင်းလေ့လာကြည့်ပေါ့ဟုတ်လား ကောင်းတယ်ဗျာကျွန်တော်ကတော့ဝိထုရေးထဲမှာရောဆရာကြီးရောကတော်ကြီးနှောကတော်ကြီးဆိုတာဖြတ်ရလို့ဒီရောနယ်ဆိုရဲတိတာနဲ့စုံစမ်းနေတာပါပဲရောဗျာမှထွက်လာကြခြင်းတွင် နေဒီမွန်းလွှာပြုလိပြီတရွာဝင်တရွာထွက်နဲ့ခီးဆက်ခဲ့ကြသည်ရေရှင်တောင့်တက်ကံကြီးနယ်ရဲစသည့်ရွာများသို့ရွာဤတကားဝါမှဝင်ကရွာလေလန်းအတိုင်းဖြတ်ခဲ့ကြသည်ရွာတွင်မှအင်ကြီးများမှခိုင်ခန့်ကြီးမား၍ ရောင်ဝင်တကားများ၌ရှင်းမြန်မာဘရင်ခေတ်ကတည်တက်ဆောက်ထားခဲ့သောခန္ဓာအကျဉ်းချံများတွေ့ရ၏ရောနယ်သည်ချင်းတောင်နှင့်မကြာခဏရံမက်ဖြစ်ခဲ့ဘူးသည်ဟုဆိုလေသည် ရောတွင်ရှေးအိမ်အိုကြီးများရှိ၏ဆောက်ထားပုံမှလမ်းမဘက်သို့ဥတိုက်ဆောက်သည်ခြေတန်းရှိလေးကားကြီးဖြင့်တရား၍ထိတ်တဲ့တဲ့တွင် တကားမှတပေါက်မှတပါးအခြားတကားပေါက်ဟု၍မရှိပေတိုင်ကြီးများကသာအသုံးပြုကြသဖြင့်မြေကျဲကျဲအင်းကြီးတစ်လုံးလုံးတွင်မှ လူအနှဲငယ်သာနေရလေရအင်းကြီးများမှတယောက်ထဲနေပါကခြောက်ခြားစရာဖြစ်၏စိတ်ငယ်၍တွေးကြောက်တတ်သူများဘို့လန့်စရာဟုထင်ရ၏တကားဝါတပေါက်မှတပါအခြားတကားမရှိသဖြင့်လေးလုံးကကိုအတန်ကိုပင်ကိုပြန်ပက်တင်ကြားနိုင်သည်ယင်းသည့်အင်းကြီးများကိုငေးမောကြည့်ရှုကရှေးရခင်ကရောနယ်တွင်သုံးကဝေပညာများထွန်းကားခဲ့စဉ်ကဤသို့သောအင်အိုးကြီးများထဲတွင်၎င်းပညာများကိုလျှို့ဝှက်တင်ကြားကြခြင်း ညအချိန်တွင်ဘေးမှမျောမဆုံးသောလဲခွင်းနဲ့တောတန်းများတွင်ဇုံးကဝေးတို့စက်စားပြုံမြူကြခြင်းစသည်တို့ကိုတွေးကြည့်မိလိုက်ပြန်သည်ခြေလမ်းများမှာတဖြည်းဖြည်းကျဲတဲ့ထက်ကျဲ၍လာကြသည်ချောင်းတစ်ပေအတိုင်းလျှောက်ခဲကြသဖြင့်ခြေများမှာရေဆိုးလိုက်ခြောက်သွေးလိုက်ဖြင့်ဘူးချီအေးချီဖြစ်နေ၏ရှေးနိုင်မှုကြောက်ထုလေးစိတ်ဂုံးထက်ရှိစိန်မန်းမြင်းရဲရဲကိုလှမ်း၍မြင်ရလေပြီး ကဲကျွန်တော်တော့ရောနေရဆုံးကွေပညာကြောင့်သိကျင်နေဗျာဟုစကားဆလိုက်ရာရောသားမိတ်ဆွေများကပြုံး၍ကြည့်လိုက်ကြသည်အမှန်တော့ဆုံးပညာဆိုတာတကယ်ရှိတယ်ဆိုရင်စာနဲ့ပေးနဲ့ကုထုံးလေးတွေကြံရမှာပေါ့ဒီပညာတွေကိုစောက်စာတန်းနဲ့တိတိကျကျရေးပြီးဘုသူတ္တဖြတ်နိုင်ရင်လောကရဲ့သိပ္ပံပညာလုံးတန်ဖိုးရှိမှာကျွန်တော်လည်းဒီကနေ့ထိရှာနေတာပဲဟုတ်တယောက်ကဆိုလေသည် No, ဒါဖြင့်ဒီပညာတွေရပါရဲ့လို့တိတိကျကျမိလိုက်တဲ့လူတွေမရှိလို့လား။ဒါမှမဟုတ်ရင်လည်းလက်ဆင့်ကန်လျှို့ဝှက်ပြီးသင်ပေးခဲ့လို့မပြန်ပွားတာပဲလားဗျာ။အင်းမြာဒီနေရာမှာတိတိကျကျဆိုတာတွေးလို့မရနိုင်ဘူးဗျ။ကျွန်တော်တို့အဖေမြတ်လက်ထက်လောက်ကတော့ဖြစ်ခဲ့တဲ့အကြောင်းတွေရှိပါတယ်။ဒါပေမဲ့သဘောတွေ့ပြီးအရင်လိုက်ကြည့်တော့ဘေးရင်ရတရားဆိုတာတွေကက်ကင်းတဲ့ဆိုတဲ့သဘောတွေပါပဲ။ဟုတ်။အခြားတစ်ယောက်ကပြောလိုက်ပြန်သည် ကဲဗျာခမည်းကကင်းတန်းနဲ့လုံနေပဲပြောပါဒါကလွဲပါတယ်ဥပမာခမည်းမှာကွန်းဆိုင်ထားတဲ့ကွန်းကြံရှိတယ်ဆိုပါတော့ကျွန်တော်ကကွန်းတရွတ်တောင်းလို့မပေးခဲ့ရင် ခမည်းကိုဒုက္ခရောက်အောင်ဆိုပြီးငပီယိုးကလေးကိုခမည်းကွန်းကြံနဲ့ကွန်းမင်တမင်ရဲ့အရင်မှာထိုးထားလိုက်တာပဲနောက်တနေ့လဲကြာရောကွန်းကြံတစ်ခုလုံးပုတ်ကုန်တယ်ဒီတော့ကျုပ်တောင်းတာမပေးလို့ကျုပ်ကပြူစားတယ်ဆိုတဲ့နိုင်ပေါင်းနဲ့အနိုင်ယူတာတမျိုးပဲ ဒီတစ်ခုလုတ်ပြလိုက်တယ်ဆိုရင်မယ်နောင်ကိုပါမစို့တောင်းသမျှအကုန်ရတော့တာပေါ့ဒီနည်းနဲ့လဲဆုံးပညာပြူစားတာတက်တယ်လို့ထင်စရာဖြစ်မနေဘူးလားဗျာอืมတယောက်ကပြောရွေးအပြီးတွင်နောက်တစ်ယောက်ကဆက်ပြန်တယ်ကျွန်တော်အမြင်နဲ့တော့ကက်ကင်းတဲ့တွေရေရာတွေဖယ်ထားဗျာဘရစီသဘောနဲ့လုတ်တာလို့ပဲနားလဲတယ်သူစကားကပိုး၍စိတ်ဝင်စားစရာကောင်းလာ၏ဆေးဝါးဤဥပဲဖြစ်စီမှုသဘောကိုတွေ့၍ကြည်ကျင်လာသည် ကဲပြဆက်ပါဦးရွေးစိတ်နေကလေးတွေရှိတယ်မဟုတ်လားအဲ့ဒီရွေးစိတ်ကိုသွေးပြီးတော့တော်ယုံနေမကောင်းတဲ့လူနာကိုဖြစ်စေတယောက်ယောက်ကိုဖြစ်စေအမှတ်တမဲ့မျက်ခုံးအရေပြားပေါ်မှာတုတ်လိုက်ရင် နောက်နေ့မနေ့မှာအဲ့ဒီလူကမျက်ခွန်းလေးကိုင်းပြီးရောင်တက်လာလိမ့်မယ်ဒီခါမှာကြောက်လန့်တကြားနဲ့ဆရာခေါ်ရမှာပဲဆရာဆိုတာကလည်းသူကိုယ်တိုင်လှုပ်ထားတော့သူ့ဖြေသေးသူဒီတော့ပထမတော့အင်းအိုင်လက်ဖွဲ့တွေနဲ့လူယူသေးအောင်မန်းလာမှုတ်လာလုပ်ပြီးအစင်းစင်းယူလာတဲ့ ပလင်းလေးကဆန်သေးရီကိုမျက်စင်းခတ်ပေးလိုက်တာပဲရွေးနေသေးကအပူဆန်သေးရီကအေးအေးခတ်ပြီး၃နာရီလောက်အကြာမှာအယောင်ရော့သွားတော့တာပဲဒီတော့မှဒီဆရာပြောကတိတ်နိုင်တယ်တော်တယ်လို့ဝမ်းယုံကြပြန်ရောဟုတ်ပါဗျာနောက်တစ်ခုရှိသေးတယ်မြင်းအဆုံနဲ့နဲ့လိမ်မော်သီးလောက်ကိုရေးစင်းစင်းဆေးပြီးအရက်ပြန်တဲ့ရောနဲ့နာနာနေပြီးတော့နေလန်းထားလိုက်ရင်မြင်းအဆုံကကြုံပြီးတော့ဇီးခင်းလောက်ပဲရှိတော့တယ် ထီအခါမှာဆေးလုံးတွေလိုလုံးပြီးတင်းထားလိုက်ရောပြီးတော့မှဖပြုတ်ကိုတက်ပြီးဖပြုတ်ကြောကသွေးကိုတန်မဏိတာနီကယ်တင်ထားတဲ့ဓာတ်ဆိုပါတော့အဲ့ဒီဓာတ်မှာတုတ်ပြီးနေလန့်လန့်ရင်ဓာတ်ပေါ်ကသွေးရခြောက်သွားတဲ့အခါမှာအနီရောင်ပျောက်သွားတယ်အဲ့ဒီနောက်တော့ရွာလေးရက်ထဲမှာတယောက်ယောက်ကဝင်းကြိုက်တဲ့ဖိုင်နာလေအောင်နဲ့ဆိုရင်ဒီဆရာကိုလာပင်ရောပင်တော့မှဆရာကဒီလူနာကိုအကဲခတ်ပြီးကဲတမ်းမြန်သည်တလုံးလောက်ပြီးပါ ကျုပ်လူနာဟာပျောကရှိနေပြီနဲ့တူတယ်ဆိုပြီးတံမြာသီးကိုလူနာရဲ့ဘိုက်ပေါ်မှာလက်နက်ဖိပြီးအလုံးလိုက်လှိမ့်လှိမ့်ပြီးတော့တံမြာသီးကတဖြည်းဖြည်းနဲ့အေးရွှမ်းလာတာပေါ့ဒီတော့မှဆရာကသူ့ပိုက်ထဲမှာပျောကအပင်းရှိတယ်ရှိဘူးဆိုတာကျုပ်သေးတာနဲ့ဟောဒီတံမြာသီးကိုခွဲကြည့်မယ်ဘာခံနိုင်မလဲပျောကသာဆိုရင်သွေးထွက်ရစီမယ်လို့ကြင်းွားပြီးအေးရွှမ်းတဲ့တံမြာသီးကိုဖပြုတ်သွေးလူထားတဲ့ခုနကသေးတာနဲ့ခွဲလိုက်တော့တံမြာသီးရဲ့အချင်းတက်ကြောင့် ဓာတ်ကခြောက်နေတယ်ဖျက်ပြုတ်သွေးရရဲတက်လာတာပေါ့ဗျာဒီအခါမှာဆရာကဟုတ်ပြီလှုပ်လိုက်မယ်ဆိုပြီးမဲရွေပဲမြတက်သမျှရွှောက်ရွပြီးတော့မှစောစောကလုံးထားတဲ့မြင်းအဆုပ်လုံးကလေး၃လုံးလောက်ကိုဆေးအဖြစ်မျိုးခိုင်းပြီးဝနှုတ်ဆေးရိုးရိုးတိုက်ပြခဲ့တာပဲပြီးတော့သူဝမ်းသွားရင်အပင်းတွေကျလာလိမ့်မယ်ဝမ်းကိုယူထားလို့မှားခဲ့သေးတာဟုတ်ဝမ်းလဲသွားရောအဲ့ဒီမြင်းအဆုပ်တွေကအခဲလိုက်ကျကြတော့တာပဲ ဒီတော့မှလူနာရောလူနာရှင်ကရောထိတ်လန့်နေကြနဲ့အပင်တွေကြတာပဲဆိုပြီးဒီဆရာတောင်းတဲ့လောက်ပူဇော်ပြီးပျော့ကဆရာဆိုပြီးစားပါဝင်တာပါပဲလူလဲဘေးဥပယ်မဖြစ်ပဲကိုယ်ကိုလည်းအကျိုးပြုတဲ့နီးပေါ်နောက်ပြီးရှိသေးတယ်ဒီအရက်မှာဗရဆေးပင်တွေကတောင်ဆက်တွင်ရှိတာလားခြေသီးဆိုတာကြားဖို့မှာပေါ့မဲမဲအယောင်ကလေးတွေနဲ့အဲ့ဒီခြေသီးနဲ့ငူသီးအနှစ်ကိုရောနယ်ပြီးလက်သေးတစ်စိတ်စာလောက်လက်သေးထဲထားတယောက်ယောက်စားတဲ့အထင်းမှာလက်သေးနဲ့စိတ်ပြီးမတိမတာထဲလိုက် တခါတည်းဝင်းဟာရက်လို့မရအောင်သွားနေလိမ့်မယ်။ဒီအခါမှာဆရာလာပြီးရင်အချင်းလေးကိုခက်တီတီအကဲခက်ပြီးဒါဟာပြောကတိုက်တာပဲ။ဘာရမလဲငါအကြောင်းသိရမှာပေါ့။ခုချက်ချင်းဒီဝမ်းကိုရက်စင်မဟဲ့။ဘာရဲ့ညာရဲ့နဲ့ကျင်းဝါပြီးတော့ယာရန်စိယာရန်ဒီရဲ့အစိဆိုပါတော့ဗျာ။အဲ့ဒါကိုအပေါ်ကမုံမုံဆမ်းမုံနဲ့အုံနေလိုက်ပြီးဆေးလုံးကလေးအဖြစ်နဲ့တိုက်လိုက်ရင်ခဏအကြာမှဝင်းရက်သွားတာပဲ။ဘုရားဆေးသဘောကိုနားလဲတဲ့လူကစနစ်တကျလုံရင်ဖြစ်တာပဲဗျာ။ ဥပမာစိတ်နဲ့တန်မြာမတည့်တယ်လို့ပေါ့ဗျာဗတဲ့ခေါနဲ့ဥပတ္တကနွယ်ပင်မြေဟာအပူကြီးမတည့်ကြဘူးမာလာပွင့်အမြင့်နဲ့ဂွေးတောင်မြေဟာမတည့်ကြဘူးဒီအမြင့်တွေကိုရောထောင်ပြီးကျွေးလိုက်ရင်အက်စစ်တောက်တဲ့လူလိုချက်ချင်းသိသိနိုင်တာပေါ့ဒါပေမဲ့ဆရာတွေကလူကိုတိုက်လိမ့်မရှိဘူးလူတစ်ယောက်ကတစ်ယောက်ကိုလှုပ်ချင်တဲ့အခါမှာဒီဆင်းမျိုးကိုအစာရဲရောကျွေးပြီးညငုံကတိအောင်ပြူစားမယ်လို့ကြိမ်းလိုက်ရင်ဟိုလူကဆင်းမြစ်ကြောင့်အဖိတ်ဖြစ်ပြီးတေးပေမဲ့သူပြူစားတာကြောင့်ပဲလို့အောင်းမိနေတော့တယ် ဆေးเสียပြောကဆရာဆိုတဲ့လူတွေကလည်းလူကောင်းရိုးတွေအိမ်မော်တင်ထားပြီးဟိုကားထားဒီကားထားတွေနဲ့ရွတ်ဖန်နေလေတော့တော်ယုံလူကကြောက်ပြီးယုံကြတာပေါ့ကျွန်တော်တို့ယောသားယောသူတွေကမြို့ကြီးပြည်ကြီးတွေနဲ့အနေဝေးတော့ရိုးအားကြတယ်နားမလဲကြဘူးဗျဒီတော့ဆုံးပညာဆိုတာကိုပို့ပြီးယုံကြည်ထိတ်လန့်စရာဖြစ်အောင်အဲ့ဒီဆရာတွေကသူတို့ဝတ်ပုံစားပုံအိမ်ဆောက်ပုံတွေရစပြီးလူစိတ်ကိုချက်ချားလောက်အောင်လုပ်ထားတာကို မတိနာမလဲယုံလွယ်တဲ့လူတွေကဒီဆရာအမိခံတဲ့သူတွေကသူ့ကိုစားပုတ်ချောင်းမို့ဖန်နေထားတာပါသူနင်းနဲ့သူဟန်ကြအောင် လုပ်တာပါတကယ်သာဒီပညာတွေရှိမယ်ဆိုရင်တိတိကျကျစာအုပ်စာတမ်းတွေထုတ်ပြီးကဘာဝဘာသာမျိုးမျိုးနဲ့သာဖြန့်ရရင်ဘလောက်နာမည်ရမလဲဒါပေမဲ့အဲ့ဒီရှိကတခုနှစ်ခုလောက်ဖြစ်ခဲ့တဲ့ကျွန်တော်ပြောတဲ့အဖြစ်ပြက်လောက်ကလေးကိုပဲဇုံကဝေဝတ္ထုတွေရေးပြီးရောပြန်ကြီးဆိုပြီးညာဝါးစားနေကြတာသူတို့အတွက်နဲ့ကျွန်တော်တို့ရောနေတာနာမည်ပြက်ရတာပါပဲ။ ခုတော့လက်တွေ့တကယ်ဆုံးပညာဆိုတာကိုစနစ်တကျပြပြီးဖြူစားနိုင်မယ်လူဆိုရင်ငွေတောင်းတဲ့လောက်ပေးမယ်သို့မဟုတ်ဆုံးပညာကိုအစဆုံးသင်ပေးနိုင်ရင်လည်းတောင်းတဲ့လောက်ငွေပေးမယ်လို့ကျွန်တော်ကြေညာဘူးလား10နှစ်လောက်ရှိသွားပြီတခုမှထွက်မလာဘူးဒါပါပဲဗျာလူတစ်ယောက်ကလဲတယ်လို့လုပ်သွားတာကိုနောက်လူတွေကရောင်ဝဝဖြစ်ကြံနေပြီးဒီနောက်လူတွေကလည်းရောနယ်ကိုဆုံးခွေနဲ့မိပြီးစားပေါက်ရှာကြတာပါဒါကြောင့်ရောနယ်ကိုလာချင်တဲ့လူတွေရှိရင်အချင်းမွေးလာတာလာခဲ့ကြပါ ဲ့တပေါက်မစွန်းသေးရဘူးစွန်းကိုရဲ့ပညာဟာလည်းဘယ်တော့မှမရှိခဲ့ပါဘူးဆိုတာပြောပြလိုက်ကြပါဗျာဟုတ် तू ကနှီးကုန်ချုပ်လိုက်ပြီကျွန်တော်ယင်သည်အံ့ဩခြင်းရှင်ပြခြင်းတို့ဖြင့်ခုံ၍နေမိသည်ရှိစင်ဆက်ကကြောက်ဘူးခဲ့သောစွန်ကိုဝေတို့သည်ပင်ဘဲစီတို့လွန်ပါကုန်ကြသည်မသိထိုအခါကြောက်ထုလဲခွင်းထဲသို့နှိမ့်မြူကြမှဝေါကနေထိုးဆင်းလာသည့်ကြီးမားသည့်အရာကြီးတစ်ခု၏အတန်ကြောင့်ထား၍ကြီးလိုက်မိသည် ကျွန်တော်တို့အပြည်မသူပြန်၍တည်ဆောင်မည် UVA လေးရင် HYACO ပါတကားတွဲခွန်မှတ်6959 AP မြောက်ရီမဂ္ဂဇင်းဆုံးတင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်အားလုံးပဲဘေးကင်းကြပါစေညပြပါ